British အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကလေးပြန်လဲကြဆိုလိုက်ပါရှင် British တို့ရဲ့ခရော့တက်ဆက်ပေးမယ့်တရင်ကြောင်းတွေကတော့မြန်မာဂန်တဝင်းရုပ်ရှင်မင်းမကြီး Academy ခင်သန်းတို့ကွယ်လွန်သွားပြီဆိုတဲ့တရင်တွေပဲဖြစ်ပါရယ်မင်္ဂလာပါ British တို့ရဲ့မြန်မာရုပ်ရှင်လောကတွင်ထင်ရှားကြော်ကြားတဲ့ဂန်တဝင်းဥပညာရှင်ကြီး Academy ဆုရှင်ဒေါခင်သန်းတို့ဒီယနေ့ကွယ်လွန်သွားပြီဖြစ်ကြောင်းဥပညာနယ်ပယ်နဲ့နေဆက်သူများထံမှသိရပါရယ်ဒေါခင်သန်းတို့ကို1945ခုနှစ်ဒီဇင်ဘာလ9ရက်နေ့တွင် ်မြေမနာမြို့နယ်အောင်ကုန်းကြီးရွာ၌မှွေးဖွားခဲ့ပြီးအသက်80နှစ်ပြည့်ရန်16နှစ်အလိုသာကွယ်လွန်ခဲ့ခြင်းဖြစ်ပါရယ်ဒေါခင်တန်နုတီ1961ခုနှစ်တွင်ပြည်တော်စုမယ်ဘွဲကိုရရှိခဲ့ပြီးနောက်ရုပ်ရှင်လောကသို့ဝေရောက်လာခဲ့တဲ့သူဖြစ်ပါရယ်ဒမဒီဒရိုက်တာမောင်တင်ရိုက်ကူးတဲ့တင်းလာဘေးဟန်စကားဖြင့်ဒေဥဆောင်လောကသို့စတင်ဝင်ရောက်ခဲ့ပြီးမင်းသားကြီးဦးဝင်းဦးနဲ့တွဲဖက်ရိုက်ကူးတဲ့ချစ်တော်သူတယောက်စကားဖြင့်ပရိတ်တက်နဲ့ရင်းနှီးခဲ့တဲ့သူဖြစ်ပါရယ် အန်တီနိုမမစိန်ကွယ်လွန်ချောင်းချားတရတဲ့အတွက်နှမျိုးတတတဝန်းနေမိရပါတယ်အန်တီနိုငင်းချစွာအနာယူပါတော့ခမောင်ကိုအကယ်ဒမီဇင်ဝိုင်းကလည်းသူရဲ့လူမကွန်ရဲ့ဆာမျက်နှာနဲ့ရေးသားချပြပါတယ်အကယ်ဒမီခင်တန်နုတီ1969ခုနှစ်တွင်ကိုရဲသူရဲ့ဆူဆူရဲ့စကားဖြင့်အကောင်းဆုံးအမျိုးသမီးဇက်ဆောင်ဆုကိုစကူရရှိခဲ့ပြီးမြမရုပ်ရှင်တမိုင်းတွင်ထင်ရှားတဲ့တွေ့ဖြစ်ရည်တည်ခဲ့ပါတယ်သူပြည် ပညာပြုံနဲ့ဇေယအိုးမုတ်ရွှေကြီးတကြံမိုးစတဲ့ဂရဝင်မြောက်စကားများစွာတွင်ပါဝင်တယ်ဆွန်ခဲ့ပြီးဦးဝင်းဦးဦးညွတ်ဝင်းဦးကျော်ဟင်းစတဲ့နမဲကြီးမင်းသားကြီးများနဲ့တွေ့ဖက်ကပရိသတ်အပိမုတ်ကိုရရှိခဲ့တဲ့သူဖြစ်ပါရယ်မြန်မာရုပ်ရှင်လောကမှာသူကဂရဝင်မင်းသမီးတယောက်ပါကျူကျူလာတောင်သူကိုရုပ်ရှင်တသက်သာထူးထန်စုပေးခဲ့သေးတယ်ဘာပဲဖြစ်ဖြစ်သူကွယ်လွန်သွားတာတော့စိတ်မကောင်းဖြစ်မိပါတယ်လို့မြန်မာရုပ်ရှင်ပရိသတ်ဦးလည်းမှတ်ချက်ပြုထားဖြစ်ပါရယ် ဒေါခင်တန်းတို့ဒီကောင်ဆောင်မင်းသမီးအဖြစ်မှဒီဇဘုန်ရအထီးနှုပညာတန်တန်တလျှောက်ရက်တိခဲ့ပြီးဇေယုံမျိုးစုကိုပြပြင်းစွာတရားဆောင်နိုင်ခဲ့တဲ့ထူးချွန်တဲ့နှုပညာရှင်တို့ဖြစ်ပါရယ်နှုပညာရှင်ကြီးဒေါခင်တန်းတို့ကိုလွန်ချင်းနဲ့ပတ်သက်၍နောက်ဆုံးခီးစ်စစ်စစ်မှုများကိုမိသားစုကတရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးတော့လည်းပဲသူမရဲ့ကွယ်လွန်မှုအတွင်မြန်မာရုပ်ရှင်လောကနဲ့ပြည်ထောင်များကဝန်내တည်ကွယ်လျက်ရှိနေကြကြောင်းသိရပါဗျာ